။စာရင်းသူသိပ္ပံမောင်ဝရေးသားထားတဲ့တောင်းပြောင်းထွေလာပေးစာများဆိုတဲ့စာအုပ်ထဲကတောင်းပြောင်းထွေလာကိုကိုဖတ်ပြပေးကြပါရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါရဲ့ရှင်။တောင်းပြောင်းထွေလာကိုပြည်ရွှေဘို24ရက်5လ1940ခုနှစ်ကိုုံးဖေးပေးလိုက်တဲ့စာကိုအခုပဲရတယ် ကျွန်တော်လည်းမနေ့ကပဲရန်ကုန်ကပြန်ရောက်တပြကတုတ်ကရက်နဲ့သွားကတုတ်ကရက်နဲ့ပြန်လာခဲ့ရလို့မိတ်ဆွေတွေကိုနှုတ်တောင်မဆက်ခဲ့ရတာနာတပြဥကြုံဝင်းစီကိုလည်းမရောက်ခဲ့ဘူးကိုရင်စီလည်းမရောက်ခဲ့ရအောင်စိတ်တော်မရှိပါနဲ့ဗျာအခက်မသင့်တော့လဲမတွေ့ကြရဘူးပဥကြုံဝင်းများစိတ်ဆိုးနေမလားလဲမပြောတတ်တော့ဘူးစာရေးပြီးတောင်းပန်ရတော့မှာပဲလေ တလုံးဟာចောင်းသားတယောက်ဆယ်တန်းဆောင်မေးဝယ်မအောင်လို့သူ့ကိုယ်သူ အဆုံးစီရင်လိုက်တဲ့အကြောင်းသတင်းစာထဲမှာဖတ်လိုက်ရသလားဖြာပုံဝဆိုလားဘိုးကလေးဆိုလားသူ့နာမည်ကိုလည်းကောင်းကောင်းမမှတ်မိတော့ဘူးဗျာမောင်တွန်းမောင်ဆိုထင်မရဲ့သတင်းစာထဲမှာပါယုံနေမဟုတ်သေးဘူးမြန်မာပြည်အစိုးရအတန်လွင့်ဌာနကတောင်သတင်းထုတ်လုပ်ပြီးသတင်းပေးပို့လိုက်သေးတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကိုအုံးဖေဘလို့သဘောရတယ် သတင်းစာထဲမှာတော့ကြားရတဲ့အတိုင်းတနာကြလို့စုတ်တက်တက်နဲ့နေတာပဲတဲ့ခမရောစုတ်တက်မိသေးလားကျွန်တော်ဖြင့်စုတ်မတက်မိဘူးဒီတငယ်ကတော်တော်ခတ်တဲ့တငယ်ညံ့တဲ့တငယ်လို့ဆိုမိသည်ဗျစာမေးပွဲမအောင်တာနဲ့ဘာဖြစ်လို့တက်သေးရမှာလဲဗျလူညံ့နေရဲ့တက်တိလူကြောက်တည်းရဲ့တက်တိလူပြင်းနေရဲ့တက်တိလို့ဆိုချင်တာပဲစာမေးပွဲမအောင်နိုင်တာတက်သေးကြမယ်ဆိုရင် မြန်မာပြည်မှာလူဦးရေတော်တော်နည်းသွားမှာပဲစင်စစ်တော်ဗျာစာမေးဝဲမအောင်ရင် နောက်နှစ်ခါအောင်အောင်ကြိုးစားဖို့ပဲရှိတယ်အဲ့လိုစိတ်မလျှော်ပဲစတဲ့တဘိုးတိုးပြီးကြိုးစားတဲ့လူမှတကယ့်တတိနဲ့လူလို့ဆိုရမယ်ဥပမာဒီနှစ်မှာစာမေးဝဲမအောင်မှုဆိုပါတော့နောက်နှစ်ခါမြန်မာပြည်တပြည်လုံးမှာပထမစွဲအောင်ကြိုးစားလို့ပထမစွဲမယ်ဆိုရင်တပြည်လုံးကအောပါမပေးပါလားဗျာ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်ဆောင်ရွက်မယ်ဆိုရင်မဖြစ်မြောက်ရင်မနေဘူးမအောင်မြင်ရင်မနေဘူးဆိုတဲ့ဇွဲနဲ့ကြိုးစားတဲ့သူကမှတကယ့်တတ္တိနဲ့ပြည့်စုံသူရဲ့လို့ဆိုရမယ်အခုလိုဆောင်မေးပွဲမအောင်တာနဲ့လက်လျှော်ပြီးတတ်တည်တဲ့လူမျိုးကိုတော့တတိကြောင်တဲ့လူမျိုးဇွဲညံ့တဲ့လူမျိုးရဲ့လို့ဆိုရမယ်ဒီလူမျိုးကဘာမှချီးမွမ်းစရာမရှိဘူးစုတ်တက်စရာလည်းမကောင်းသူ့တိုင်းနဲ့သူ့ကံထားလိုက်ဖို့ပဲကောင်းတယ် နှုတ်ပေမဲ့သတင်းစာတွေကဒီလိုလူကိုပဲဟီးရိုးလောက်နှီးပါရေးသားလေးရှိကြတာတွေကိုမြင်ရဖက်ရတော့စိတ်ပြက်လိုက်တာ ပြောစရာမရှိဘူးသတင်းစာတွေတဲကဒီလိုရေးကြတော့မလိမ္မာကြတဲ့ကလေးတွေဟာစာမေးပွဲမအောင်ရင်ဒီအကျင့်မျိုးအတုခိုးကုန်မှာစိုးရသေးတယ်စာမေးပွဲမအောင်လို့စိတ်ညစ်တာကနဲ့နဲ့ရင်ငါတို့တည်သွားရင်သတင်းစာမှာပါလီရဲ့သတင်းစာထဲမှာငါတို့အကြောင်းပါလာရင်တိုင်းသူပြည်သားတွေကငါတို့ကိုတနာပြီး စုပ်တတတနဲ့နေလီရဲ့ဆိုပြီးမဟုတ်တဲ့နေရာမှာအားကြနေမှာစိုးရတေးတပြဒါမျိုးဆိုတာကိုအားကြတဲ့ခလေးတွေလည်းမနှဲဘူးဟိုလွန်ခဲ့တဲ့၁၀နှစ်လောက်ကမောင်စီသူဆိုတဲ့တငယ်လေးနဲ့မခင်ကြီးဆိုတဲ့တငယ်မလေးရေထဲခုန်ချပြီးတေးလိုက်ကြပြီးနောက်သတင်းစာတွေကမြှောက်ပြီးရေးလိုက်ကြတာကောင်လေးတွေကောင်မလေးတွေတော်တော်တေးသွားကြသေးတယ်မလားအခုဆိုအားမကြတဲ့နေရာမျိုးမှာအားကြအောင်သတင်းစာတွေမှာရေးဖို့မကောင်း ဒီလိုအရာမျိုးကိုကဲ့ရဲ့ပြီးရေးဖို့ကောင်းတယ်။တကယ်လို့ကဲ့ရဲ့ပြီးမရေးချင်စေကမှအားကြလောက်အောင်ရေးဖို့မကောင်းတာတော့အမှန်ပဲ။လူစိတ်ဆိုတာအခက်သားကလားလေ။တီမာတော့မကြောက်။တည်သွားပြီးရင်သူ့အကြောင်းကြံရစ်တဲ့သူတွေကကဲ့ရဲ့မှာကိုတော့ကြောက်တဲ့လူမျိုးကရှိသေးတယ်။တချို့ကလည်းသူတို့တည်သွားကြပြီးနောက်ကြံရစ်တဲ့သူတွေချီးမွမ်းကြ၊တနာကြ၊အားကြကြတာတွေကိုသဘောကျတဲ့ဗျ။ဒါကြောင့်အခုလိုမဟုတ်တဲ့ကိစ္စမျိုးတွေကို တရင်စာမှာထဲဖို့မကောင်းဘူးလို့ထင်တာပဲဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ចောင်းသားဘဝဖတ်ဖူးတဲ့ပုံတို့ကလေးတစ်ခုចောင်းပြောပြရအောင်မယ်ကိုအောင်ဖေဖတ်ဖူးသလားတော့မပြောတတ်ဘူးနားထောင်ရှိရှိတော့ဟာဂရိပြည်မှာအပြိုကလေးတွေဟာအကြောင်းတစ်ခုခုကြောင့်သူတို့ကိုသူတို့တတ်တည်ကြတာတော်တော်များတဲ့အခုဆိုတတ်တည်ကြတာတွေများလာတော့အစိုးရတားဆီးပိတ်ပင်မှုအကြံထုတ်ရရောဆိုကိုဒီလိုတော်တော်အကြံကောင်းတဲ့လူတယောက်က အခုလို့ကိုကိုကိုတတ်သေးတယ်မတောင်းရိုးရိုးမချရအောင်အဲ့ဒီလူရဲ့အလောင်းဝစ်လစ်စလစ်ပြုတ်ပြီးမတာချရမယ်လို့ဥပဒေထုတ်ရင်ဒီအမှုမျိုးပပျောက်သွားမယ်လို့အကြံပေးတဲ့မကြခင်အဲ့ဒီလူအကြံပေးတဲ့အတိုင်းဥပဒေတစ်တခုထုတ်လိုက်ရောအဲ့ဒီဥပဒေကိုလည်းထုတ်လိုက်ရောကိုကိုကိုအဆုံးစီရင်တဲ့အမှုမျိုးတွေလည်းပပျောက်ကုန်ရောတဲ့ကဲမကောင်းပါလားဗျာမြန်မာပြည်မှာဒီဥပဒေမျိုးထုတ်ဖို့ကောင်းတယ်ထင်တာပဲဗျာ အမတ်တယောက်ယောက်ကိုအကြံပေးလိုက်စမ်းပါတီရမှာကိုမကြောက်ပေမဲ့တီပြီးတဲ့နောက်ဝက်လစ်စလစ်နဲ့မသားချခံရမှာကိုတော့ကြောက်သိတဲ့ဗျာစင်စစ်တော်ဗျာဆမင်းဝဲအောင်တာမအောင်တာအရေးကြီးတာမဟုတ်ဘူးဗျာကိုဆွဲရှိတာမရှိတာတာပြီးအရေးကြီးတယ်ဆမင်းဝဲကြောင့်ကိုအုံးဖေလည်းအတိသားမလားဆမင်းဝဲအောင်တဲ့သူတိုင်းလည်းစာအုပ်ဟုတ်တိပတ်တိတတ်တာမဟုတ်ဘူးဗျာဆမင်းဝဲမအောင်တဲ့လူတွေထဲမှာလည်းတကယ်တော်တဲ့လူတွေရှိတာအမှန်ပဲ ။နောက်ကျောင်းဝထွက်တဲ့အခါကျတော့ဆမင်းဝဲအောင်နာထက်တကယ်တော်ရာအရေးကြီးကြောင်းသိကြပါလိမ့်မယ်။တချို့များဆမင်းဝဲခဏခဏကြားတယ်။နို့ပေမဲ့ကျောင်းဝထွက်တဲ့အခါသူတကာအထက်ကနေကြရတာတွေလဲမျက်မြင်မဲမလား။အင်္ဂလိပ်နန်းရင်ဝင်ကြီးတွေဖြစ်ခဲ့ကြတဲ့ Lloyd George တို့ Ramsey MacDonald တို့ဟာကောလိပ်ကျောင်းတော့မရောက်ဘူးကြောင်။နော်မမေကဘာကျော်ပုပ်ကူကြီးဖြစ်လာကြတယ်မလားဝိဆာ မဟာဝိဇာလို့ဆိုတဲ့စာမေးပွဲတွေပါပထမတန်းဂုံနုရက်အနေနဲ့အောင်မြင်လာကြပြီးရနောက်စုပ်စမြူစာပျောက်သွားကြတဲ့လူတွေလည်းမနှဲပါဘူးဒီတော့စာမေးပွဲမအောင်ယုံနဲ့ကိုကိုကိုတတ်သေးတယ်ဆိုတာများကြားကောင်းသေးရဲ့လားဗျာတို့ဒီကြောင့်တော်သေးပြီဗျာထထက်ကိုအောင်ဖေစာထဲမှာစောင်းမတွေကိုမရတာနဲ့ညှိလိုက်တာလွန်ပါယောစိတ်မပြတ်နဲ့ဗျာစူးစမ်းမှလာစူးစမ်းပါ စာမေးပွဲမှာအောင်တာနဲ့တက်သေးတဲ့ចောင်းသားစိတ်မျိုးကို ဖြောက်လိုက်ပြီးတော့အနောက်နိုင်ငံတွေမှာနေလားငါလားနဲ့ကြိုးစားနေကြတာကိုမြင်ရမဟုတ်လားစိတ်မပြတ်တမ်းကျဲနေကြတာအားကြကြဘယ်ကတော့ကောင်းတယ်လဲကြည်စမ်းဘတော်မှမလျှော့ဘူးဆိုတဲ့ဇွဲမျိုးနဲ့ကျဲနေလိုက်ကြတာအားရစရာကြီးမဟုတ်လားအခုတော့ဆောင်းပါးကလေးမရတာနဲ့လက်လျှော့မလို့လို့ရေးလိုက်တာများဘယ်ကတော့ရှက်ဖို့ကောင်းတယ်လဲ ဘာပဲဖြစ်ဖြစ်လက်မလျှော့ဘူးဆိုတဲ့ဇွဲမျိုးနဲ့ကြံလိုက်စမ်းပါဗျာသူတကရင်ဘာဖြစ်ဖြစ်ကိုဘက်ကတော့ဝတ္တရားမပြတ်စေရဘူးဆိုတဲ့ဇွဲမျိုးမြင်းမြင်းမွေးမြူစမ်းပါတော်သေးပြီ ချမ်းသာပါစီဗျာမောင်လူအေးခန္ဓာလောက တွင်း26အမှတ်189ဂျော်လာ1940